တအောင်တမတော် PSLL TNLA ထိန်းချုပ်ထားတဲ့ကြောင်မဲနဲ့တီဘောမြို့နယ်မှာရှိတဲ့တအောင်ရတပ်ဖွဲ့ကစစ်ကောင်စီလွတ်ထားတဲ့ထောက်လန်ရေးတပ်ဖွဲ့ဝင်ဆဲဦးထက်မင်းလေးကိုဖမ်းဆီးရမိထားတယ်လို့ရွှေဖမေကစုံစမ်းတရှိရပါတယ်။ထောက်လန်ရေးတပ်ဖွဲ့ဝင်တွေကိုမြို့နယ်မှာရှိတဲ့တဲခိုခန်းဟိုတယ်ဘုန်းကြီးကျောင်းနဲ့မတင်ကြတဲ့နေရာတွေမှာရှောင်းတခင်ကင်းလက်စစ်ဆေးတဲ့အချိန်မှာဖမ်းဆီးရမိထားတာလို့အမိမဖော်လို့တဲ့တီဘောမြို့နယ်မှာတအောင်ရဲတာဝန်ခံတအူးကရှေ့ဖီမျိုးပြောပါတယ်။ စစ်ကောင်စီရဲ့ထောက်လှမ်းရေးတပ်ဖွဲ့ဟာတိုက်ပွဲပြင်းထန်နေတဲ့ကြောက်မဲမြို့မှာအတိအကလှုပ်ရှားတာဖြစ်တယ်လို့ဖန်ဆင်းရမိတဲ့ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တက်ကြတဦးရဲ့ထွက်ဆိုချက်ကိုကိုးကားပြီးတော့ရဲတပ်ဖွဲ့ဝင်ကရှိဖြစ်မျိုးပြောပါတယ်။ PSLV TNL ထင်းချုပ်ထားတဲ့မြို့တွေကိုပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့လာရှုမျိုးကနေကြောက်မဲတီဘောပဲထောက်လှမ်းဖို့တပ်ဖွဲ့ဝင်ရာနဲ့ချီပို့ဆောင်လာတာဖြစ်တယ်လို့ဖန်ဆင်းခံရတဲ့ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ကထွက်ဆိုခဲ့တယ်လို့ဆိုပါတယ်။ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေဟာခရီးသွား တထေကာရမတရောင်းဆောင်ရောင်ဆောင်ကလမ်းလျှောက်လာတာအပြင်ဆိုင်ခဲနဲ့ကားစီးပြီးတော့ကြောက်မဲနဲ့တီဘောမြို့တွင်ထဲပုံစံအမျိုးမျိုးနဲ့ဝင်ရောက်လာကြတယ်လို့တာအတပတ်ကလည်းဒီနှစ်စက်တင်ဘာ25ရက်မှာထုတ်ပြန်လာပါတယ်။အဲ့ဒီထောက်လန်းရေးတွေကတအောင်တက်ရဲ့စင်အင်အားလက်နက်ခဲရင်လမ်းပန်းဆက်တွေရေးထောက်လန်းတာနဲ့လေကြောင်းကနေတိုက်ခိုက်ဖို့ပြစ်မှတ်ပေးတာစားတဲ့တရင်အချက်လက်တွေကိုထောက်လန်းကြတာလို့ဆိုပါတယ်။တအောင်ရဲ့တပ်ဖွဲ့ဝင်ကတော့ အဲ့ဒီထောက်လန်းရေတွေကိုဖန်ဆင်းနိုင်ဖို့ဒေတာခန်တွေကိုပါ24နာရီကြာခေါ်ယူစစ်ဆေးခဲ့ပြီးနောက်မှာတော့ခေါ်ယူစစ်ဆေးတူ30ကျော်ကိုပြန်လည်လွတ်ပေးခဲ့ပြီးမဲ့တရင်ပေးလို့ယူဆရတဲ့သူတွေကိုတော့ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ဒီရဲ့တပ်ဖွဲ့ဝင်တွေစီကနေသိရပါဗျ။